ဒီနေ့မှာတော့ Mobile Legends Super League မှာပါဝင်တဲ့အသင်းစဲတင်အကြောင်း Power Ranking လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ Mythic ရဲ့နေစာပြီးတော့ပြောကြတာပေါ့။ဒီတစ်ခေါက် Mythic ရဲ့ Rooster ကိုတော့ကျွန်တော်နေ့လေးပို့ပြီးတော့သဘောကျမိရဲ့ EHV မှာကျွန်တော် Clay ရှိမယ်၊ Myanmar Nico, Jungle ရကန်ရဲ့ကျွန်တော်ပိုရဲ့ ZP ရဲ့ရှိရဗျာ။နီးပြတော့ကျွန်တော် Lindy ကြီးပဲဖြစ်ပါတယ်။အပြောရရင်ကျွန်တော်ဒီ line up နေထားကနည်းနည်း balance ဖြစ်တယ်လို့ကျွန်တော်အနေနဲ့တွေးမိရဗျာ။ ်ကလေးရဲ့ performance တွေလည်းကျွန်တော်တို့ဒါတွေ့ရတယ်အရှိအပွဲစဉ်တွေမှာပေါ့ဗျာအဲ့တော့နီကိုအနေနဲ့ဂျန်ကန်နေမိကိုချိန်နေခြင်းတွေမှာဝေဖန်မှုတွေရှိခဲ့ပေမဲ့အများကြီးပူပြီးတော့ကောင်းနေပြီဗျာဒီနေ့ Mythic ကအများကြီးပူပြီးတော့ကျွန်တော်ကောင်းလာမယ်လို့မျှော်လင့်ထားတယ်ပေါ့နော်ကျွန်တော်အနေနဲ့ Mythic ကိုတော့ A tier list ထဲမှာကျွန်တော်ထည့်ထားပါဦးမယ်အဲ့ဒါသတင်းရ YG ဗျာ Divine Era အနေနဲ့ကျွန်တော် YG ဆိုပြီးမှပြောင်းနေပေါ့နော် Super Team လို့ခေါ်နေကြတဲ့အသင်းပဲဒါပေမဲ့ကျွန်တော် ြည့်ရတော့ကတော့သူတို့ရဲ့ individual ဘိုင်းကြီးကတော့ဘာမှမေးခွန်းထုတ်စရာမရှိဘူးဗျစူဖွဲ့မှုနဲ့ connection ဘိုင်းတွေကလိုအပ်ချက်တွေရှိနေသေးရဲ့လို့တော့မြင်မိရေပေါ့နော်ရတဲ့တစ်ပတ်ခုနှစ်ပတ်လောက်သွားရတဲ့ကာလတခုမှာအရှိဘိုင်းတွေကတော့နည်းနည်းအချိန်ယူရအောင်မယ်လို့တွေးမိရေဗျ အဲ့တော့နောက်ပိုင်းကျရင်တော့အချိန်တစ်ခုပေးဆက်ပြီးသွားလို့ရှိရင်တော့ပို့ပြီးတော့အားကောင်းလာနိုင်တယ်ဗျာလက်ရှိအချိန်နေရတော့ကျွန်တော်ရန်ကုန် Gladiator Goals ကိုကျွန်တော် Attire List ထဲမှာပဲထည့်ထားပါအောင်မယ် Falcon Line App ကတော့ကျွန်တော်နှစ်သိန်းသာရှိရဗျာ Main Line App နဲ့ကျွန်တော် Line App B ပေါ့ဗျာ Line App ကကျွန်တော်ဒီ performance တွေကအများကြီးတိုးတက်လာတဲ့အပိုင်းမှာရှိပေမယ့်အခြားခြားသောအသင်းတွေနဲ့ရှင်မယ်ဆိုလို့ရှိရင်လိုအပ်ချက်တွေရှိနေသေးရလို့မြင်မိရဗျာဒီ Main Line အပိုင်းမှာတော့ ESL ဆော့ခဲ့တဲ့ performance ရ Dance ရဲ့ကျွန်တော် Bandy ရဲ့ individual ဘိုင်းတွေက တော်တော်လေး fine နေလို့ပြောမိပြောရမယ်ပေါ့နော် individual ဘိုင်းတွေထက် main line အနေနဲ့ teamwork ဘိုင်းတွေ communication ဘိုင်းတွေ team connection ဘိုင်းတွေကလုံးဝတကယ်ဦးကျန်းနေဗျာကျွန်တော်ဒါ falcon e-sport อ่ะဒီ line up တိုင်းပဲကျွန်တော်ဖွဲ့စည်းထားတာလဲကြာနေပြီကျွန်တော်သွားနေတဲ့စိတ်သက်ဘိုင်းတွေကလည်းကျွန်တော်ဒီကြာနေပြီပေါ့နော် ဲ့တော့ကျွန်တော်တို့က strong ဆုံးလောက်တော့သွားကြတယ်ဗျာ line up တစ်ခုလုံးရလေတကယ်ကိုကျွန်တော်တို့ဒါအားကောင်းတဲ့အသင်းပေါ့ဗျာအဲ့တော့ကျွန်တော်တို့ Falcon eSport တော့အဲ့အစတိုင်ရဲ့လေးစဲမှာပဲကျွန်တော်ထည့်ထားပါအောင်မေး eSport ကကျွန်တော် Mobile Legends Super League လာတဲ့ဒီနေ့မှာသူတို့ရဲ့အဓိကကစားသမားတွေကျွန်တော်တို့ဒါမရှိဘူးပေါ့နော်ဒီရင်းတို့လီနာတို့ထွက်သွားတယ်ဒါပေမဲ့ချက်ချင်းဆိုလို့လူငယ်ကစားသမားတွေဒီ Maxi တို့ပြီးရင် အိုမိုင်ဂျီနီရိုနဲ့သူတို့ပြင်လဲပြီးတော့ဖွဲ့စည်းလိုက်တယ်ဗျာအရှေ့ကသူတို့တပ်ပါလီတော်နမန်တစ်ခုမှာတော့ကျွန်တော်အဆင်ပြေခဲ့တယ်အဲဒါပေမဲ့ကျွန်တော်ဒီကြားပွဲဒီကြားတဲ့နေမှာတော့သူတို့ပုံမှန် training တွေပဲလုပ်နေမယ်လို့ကျွန်တော်တို့မြင်မိတယ်ဗျာ on paper war က data challenge ရဆိုလို့ရှိရင်သူတို့ရဲ့ line ကကျွန်တော်အပေါ်ကအသိနေသိနေတက်စားလို့ရှိရင်အနေငယ်အားနေလို့ကျွန်တော်ထင်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဒီလူငယ်တွေဖြစ်တယ်အချိန်တစ်ခုသာပေးမယ်ဆိုလို့ရှိရင်ကျွန်တော် AI e-sport ကသူတို့ရဲ့ အမြင့်ဘက်ကိုတက်နေတဲ့အချိန်ကာလတစ်ခုလိုမျိုးပဲကျွန်တော်ပြန်လဲရောက်ရှိမယ်လို့ကျွန်တော်တွေးမိတယ်ဗျ။အရင် e-sport အနေနဲ့ကျွန်တော်ဒီအခုလိုကေမှာဆိုလို့ရှိရင် fan dance တော်တော်လေးများတဲ့အသင်းသင်းဖြစ်တယ်ပေါ့နော်။အဲ့တော့အချိန်တစ်ခုနဲ့ကျွန်တော်ဒီလူစီးရင်ဒီ line up တိုင်းပဲကျွန်တော်ဆက်သွားမယ်ဆိုလို့ရှိရင်တော့အပေါ်ရောက်သွားနိုင်တယ်ဗျ။နော်ကျွန်တော်တို့အခုလောတဲ့ဒီ on paper ကကျွန်တော်ဒီ data ချက်လက်တွေကကျွန်တော်အနေနဲ့ beta list ထဲမှာပဲကျွန်တော် AI e-sport ကိုထည့်ထားခြင်းပါသေးတယ်။အဲ့ဒါအသင်းအနေနဲ့ blood throne လို့ခေါ်တဲ့အသင်းပေါ့ဗျာ။ရန်လီဂျင်အနေပြီးတော့ blood throne ဆိုရင်မှပြောင်းသွားတယ်။ကျွန်တော်ဒီအသင်းအာ M Mobile Legends Super League မှာလုံးဝပေါ်ကအသင်းကြီးအကုန်လုံးဒုက္ခပေးနိုင်ဆုံးအသင်းသင်းလောက်တော့တွားကြလိမ့်မယ်လို့ကျွန်တော်တွေးထားတယ်ဗျာ Juno တို့ဒါ Keyzat တို့ King Flash တို့ပါတယ်ဗျာအခုလက်ရှိကျွန်တော်လူငယ်လက်သစ် player တွေထဲမှာ D player တွေကကျွန်တော်တော်တော်လေးကျန်းနေတယ်မှာပါတယ်ကျွန်တော်မေးလို့အေးလွင်လဲပါတယ်ဗျာအဲ့တော့ဒီပြပိုင်းကတော့ကျွန်တော် coach ကတော့ Simple ဖြစ်ပါတယ် Blackthorn အနေနဲ့ကျွန်တော် direct invite ရရှိထားတဲ့အသင်းဖြစ်တယ်အဲ့တော့ YG တို့ Mythic တို့ဒါ Falcon တို့လုံးဝသတိထားသင့်ဆုံးအသင်းနောက်ထဲမှာတွားကြတယ် Dead Horse လို့ကျွန်တော် ော်တော့မြင်မိတယ်အဲ့တော့ကျွန်တော်ဒီအသင်းကိုလည်းကျွန်တော် beta list ထဲမှာကျွန်တော်ထည့်ထားခြင်းပါတယ်ကိုကအရင် player အရင် line up ဆိုလို့ရှင်ဒီအချိန်ဒီမှာကျွန်တော်အများကြီးမျှော်လင့်လို့ရတဲ့အသင်းများဒါပေမဲ့ကျွန်တော်ဒီခုကတော့ကျွန်တော် dinner point ရဲ့ player တွေကိုဒါအကုန်ခေါ်ပြီးတော့ကျွန်တော်ဇီနိုဆိုကြီးမှကျွန်တော်ပြန်လဲဖွဲ့စည်းလာတယ်ဗျာ dinner point ကကျွန်တော် MBSL Grand Final အထိမှာဇီနိုနဲ့ရှင်မြိုင်ခဲ့ရတဲ့ကျွန်တော်တို့ဒီဒီ player တွေပေါ့ဗျာ mentality ရအရင်ကို strong တဲ့ player တွေဖြစ်တယ်ဒါပေမဲ့ဘာလို့လဲတော့မပြောတတ်ပေမဲ့ လိုအပ်ချက်တွေရှိနေသေးရဲ့လို့တွေးမိရဗျာအရင်စီလို့သွားခဲ့တဲ့ level တစ်ခုထက်မရောက်သေးဘူးလို့ကျွန်တော်တော့ခံစားမိရပေါ့နော်ကျွန်တော်နည်းနည်းလေး step တစ်ခုလိုနေသေးရဗျာအဲ့တော့ကျွန်တော်ဇီနိုတော့ B tier list ထဲမှာပဲထည့်ထားခြင်းပါတယ်ကျွန်တော်နောက်သတင်းနေနဲ့အဲ့တော့ကျွန်တော် Adrian နဲ့ Paladin အကြောင်းပြောကြတာပေါ့ Paladin က Adrian player အဟောင်းနေအများကြီးပါဝင်နေကျွန်တော်အသိပေါ့နော် Adrian player အသိတွေပြန်လည်ပြီးတော့ပါဝင်လာတယ်အဲဒီနှစ်သိန်းရဲ့အချိန်တွေကကျွန်တော် Paladin ကပို့ပြီးတော့အားကောင်းနေလို့ကျွန်တော်ခံစားရတယ်။တကယ်သာကျွန်တော်တို့ဒီပို့ချက် အချိန်နည်းနဲ့ပေးမယ်ဆိုလို့ရှိရင် Bladins က player တွေကတော့နောက်ပိုင်းနေမှာကျတော့အသင်းကြီးတချို့ရောက်သွားနိုင်နေပြအသင်းကြီးတွေကိုလည်းအများကြီးဒုက္ခပေးနိုင်နေပေါ့နော်ဂျီစုဖွဲ့啊 Actual Back က WL ကြီးကအားကောင်းနေဆိုရင်ပဲပုံမှန်ရှိနေတဲ့ Actual ထက်စမ်းတည်မလားတခုခုလူနေရလို့ခံစားရတယ်ဒီ Capybara တို့ဘာလို့အားကောင်းနေဆိုပေမဲ့ဗျာ အဲ့တော့ကျွန်တော်ဒီနေ့သင်းလုံးတော့လက်ရှိဒါစီတိုင်း list ထဲမှာတော့ထည့်ထားခြင်းလေကျွန်တော်နောက်သသင်းအနေနဲ့ team save ပဲပေါ့ဗျာ team save ကလည်းတူတူပဲဗျာအဲ့လိုသူတို့အရင်တော့ coach Gina တို့ဘာလို့ကျွန်တော်ဒါ coach လုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီတုန်းကကျွန်တော် team save ရဲ့အခြေအနေက ကျွန်တော်လုံးဝချက်ချင်းကြီးအပေါ်တက်သွားတယ်လို့ကျွန်တော်ခံစားရတယ်။ဒါပေမဲ့အဲ့နောက်ပိုင်းမှာသူတို့ဆန်းဆောင်ရေပုံဆန်းဆောင်ပိုင်းကြီးဟီရူဘူးတွေကဒီလောက်လောက်ပဲကျွန်တော်မြင်တွေ့ရတယ်ဗျ။ကျွန်တော်ဒီခုက Demon Age တို့ကျွန်တော်ပြီးရင် Chain တို့ဒါနီးပြပိုင်းတွေမှာတော့အပြောင်းလဲရှိတယ်။ Team 7ရဲ့ကျွန်တော်ဒီ DGU ပေါ့နော်။ဒါဒဂုံ University က Direct Invite ရရှိခဲ့တယ်။အဲဒီပေါ်မှာတော့ကျွန်တော်ဒဂုံ University ပေါ်မြင်ရတော့လူငယ်လူငယ် player တွေအတွက် ဒီ chance တစ်ခုရရလို့ပဲကျွန်တော်မြင်မိရဗျာအများကြီးတော့ကျွန်တော် expectation မရှိဘူးကျွန်တော်ဒီသင်းလေးသင်းလုံးကိုတော့ကျွန်တော် seat tier list ထဲမှာပဲကျွန်တော်ထည့်ထားခြင်းပါတယ်ဒီ group ရဲ့ power ranking တွေကိုလည်းအောက်က comment section မှာဝင်ရောက်ရှင်းပြသွားလို့ရပါတယ်ကျွန်တော်တို့ SC4 team ပဲဖြစ်ပါတယ်နောက်ထပ် video ကြရင်ထပ်ပြီးတော့တွေ့ကြပါဦးမယ်